တို့သမီးတွေမင်္ဂလာပါတီချယ်ကတော့တားတို့သမီးတို့ကိုတတိယတန်းလူမှုရေးတင် जा ပေးမယ်တီချယ်ဖြစ်ဖြူထိုက်ပဲဖြစ်ပါတယ်တီချယ်ဒီနေ့တားတို့သမီးတို့တင် जा ပေးမယ်အကြောင်းအရာလေးကတော့အရက်ရှိမျက်နှာအကြောင်းအရာလေးပဲဖြစ်ပါတယ်တီချယ်တို့ဒီနေ့အရက်ရှိမျက်နှာအကြောင်းလေးကိုမတင်ခင်မှာတားတို့သမီးတို့ဒုတိယတန်းမှာတင် जा ခဲ့ရတဲ့အရက်လေးမျက်နှာအကြောင်းလေးကိုတီချယ်နဲ့အတူတူပြန်ပြီးတော့လေ့လာကြည့်ပါမယ် တောင်သမီးဒုတိယထဲမှာတင်ကြားခဲ့ရအရက်လေးမျက်နှာလေးရပါလေလဲဆိုရင်အရှိအနောက်တောင်မြောက်ဆိုပြီးတော့အရက်လေးမျက်နှာလေးပဲဖြစ်ပါတယ်။ကဲဒါဆိုဒီချေတို့အရက်လေးမျက်နှာလေးကိုထပ်ပြီးတော့နောက်ထပ်လေးမျက်နှာလေးပြန်ပေါင်းထည့်လိုက်မယ်ဆိုရင်အရက်ရှိမျက်နှာဖြစ်သွားပါမယ်။အရက်ရှိမျက်နှာရပါလေလဲဆိုတော့ဒီချေနဲ့အတူတူလေ့လာကြည့်ရအောင်။ဒီချေတို့အရှိနဲ့မြောက်ကြားအရက်ကိုအရှိမြောက်လေးကိုခေါ်ပါတယ်။ဒါဆိုအရှိနဲ့တောင်ကြားအရက်ကိုတော့ဘာလို့ခေါ်မလဲဆိုရင်အရှိတောင်လို့ခေါ်ပါမယ်။အနောက်နဲ့မြောက်ကြား ရက်ကိုဘာလို့ခေါ်မလဲဆိုရင်အနောက်မြောက်လေးလို့ခေါ်ပါမယ်ဒါဆိုတော့တမျိုးဒီ channel တူစဉ်းစားကြည့်ရအောင်အနောက်နဲ့တောင်ကြားအရက်ကိုတော့ဘလိုလေးခေါ်မလဲအနောက်တောင်လို့ခေါ်ပါမယ်ကဲဟုတ်ပါပြီဒါဆိုဒီ channel ကတောင်တမျိုးကိုအရင်ဆုံးအရက်ရှိမျက်နှာဖိုင်လဲဆိုတာပြောပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီ channel ကိုအရက်ရှိမျက်နှာကိုပုံလေးနဲ့အတူတူလေ့လာကြည့်ရအောင်ပါ ကဲဟုတ်ပါပြီဒါလေးရောအရက်ရှင်းမျက်နှာပုံလေးပဲဖြစ်ပါတယ်အရှင်းနဲ့မြောက်ကြားအရက်ကိုအရှင်းမြောက်လို့ခေါ်ပါမယ်ဒါဆိုဒီချက်ပြောသွားသလိုပဲအရှင်းနဲ့တောင်ကြားအရက်ကိုဘယ်လိုခေါ်မလဲအရှင်းတောင်လို့ခေါ်ပါမယ်ဟုတ်ပါပြီဒါဆိုဒီချက်နောက်တစ်ခုထပ်ပြီးလေ့လာကြည့်ရအောင်အနောက်နဲ့တောင်ကြားအရက်ကိုရောအနောက်တောင်လို့ခေါ်ပါမယ်အနောက်နဲ့မြောက်ကြားအရက်ကိုဘယ်လိုထပ်ခေါ်မလဲဆိုအနောက်မြောက်လို့ခေါ်ပါမယ် တကယ်ဒါဆိုတားလို့သမီးတို့အရက်ရှိမျက်နှာကိုလည်လာပြီးသွားပြီးဖြစ်တဲ့အတွက်ကြောင့်ဒီချေတို့တတိယရန်လူမှုရေးမှာပါတဲ့ညောင်တုံးမျိုးအကြောင်းလေးကိုဆက်လက်ပြီးတော့ဒီချေနဲ့အတူတူလည်လာကြည့်ရပါမယ်။ တာရုတ်သမျိုးရေမင်္ဂလာပါဒီ channel ဒီနေ့တာရုတ်သမျိုးနဲ့အတူတူဘာအကြောင်းညာလေးကိုလေ့လာမလဲဆိုရင်မောင်မောင်နေထိုင်တဲ့မြို့လေးတစ်မျိုးဖြစ်တဲ့ညောင်တုံးမြို့လေးအကြောင်းကိုဆက်လက်ပြီးတော့လေ့လာကြည့်ပါမယ်။ဟုတ်ပါပြီဒါဆိုညောင်တုံးမြို့လေးကဘယ်တိုင်းဒေသကြီးထဲမှာရှိရလို့တာရုတ်သမျိုးထင်ပါတလဲ ကဲဟုတ်ပါတယ်အေယာဗရီတိုင်းဒေသကြီးထဲမှာရှိပါတယ်ဒါဆိုဒီချေတို့အေယာဗရီတိုင်းဒေသကြီးထဲမှာရှိတဲ့မောင်မောင်နေထိုင်တဲ့ညောင်တုံးမြို့လေးကိုဒီချေနဲ့အတူတူလိုက်ပြီးတော့လေ့လာကြည့်ရအောင်ပါသာသမီးမင်္ဂလာပါဒီချေနဲ့အတူတူညောင်တုံးမြို့လေးမှာလူသစ်ထင်ရှားကြောက်ကြားတဲ့နေရာလေးရဲ့အကြောင်းကိုဆက်လက်ပြီးတော့လေ့လာကြည့်ရအောင်ပါ ဒီချေတို့ညောင်ဒုံမျိုးရဲ့အရှိတောင်ဘက်မှာဆိုရင်တော့မိုးဟုတ်စီတီရှိပါတယ်။မိုးဟုတ်စီတီရဲ့ဖျားပွဲတော်ကိုတော့နှစ်စဉ်တပေါင်းလာမှာကျင်းပလေးရှိပါတယ်။အော်ညောင်ဒုံမျိုးမှာမိုးဟုတ်စီတီအပြင်အခြားထင်ရှားတဲ့ဖျားနဲ့စီတီများလည်းရှိပါတယ်။ညောင်တို့မျိုးရဲ့မြောက်ဖက်ပိုင်းမှာဆိုရင်တော့အင်ဂျီထူထပ်တဲ့နေရာလေးဖြစ်ပါတယ်။ဒါဆိုတော့တို့မျိုးစဉ်းစားကြည့်ရအောင်။တကယ်တော့ညောင်တို့မျိုးရဲ့ဘယ်ဘက်အပိုင်းမှာအင်ဂျီထူထပ်တဲ့နေရာဖြစ်ပါမလဲ။ အော်ဟုတ်ပါတယ်မြောက်ဖက်ပိုင်းမှာအင်ဂျီထူထပ်တဲ့နေရာဖြစ်ပါမယ်ညောင်နှုံးမြင့်မြောက်ဖက်ပိုင်းမှာအင်ဂျီထူထပ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ဒီချေတို့ကအဲ့ဒီနေရာလေးမှာဈေးတွေစာတင်ချောင်းတွေဆေးရုံတွေအုပ်ချုပ်ရေးမှုရုံတွေမီးသတ်ရဲစခန်းတရားရုံဗန်းစတိုးဆိုင်ဆိုပြီးတော့ရှိပါတယ်။ကဲဒါဆိုဒီချေတို့ညောင်တုံးမျိုးရဲ့နောက်ထပ်လူသိများနေရာလေးတစ်နေရာကိုထပ်ပြီးတော့ဒီချေတို့ဆက်လက်ပြီးလေ့လာကြည့်ပါမယ်။ ညောင်နှုံးမျိုးရဲ့မြောက်ဖက်ပိုင်းမှာရှိတဲ့ပန်းလိုက်မြကန်းအနီးမှာတော့တဲ့တီချေတို့မျိုးမဈေးလို့ခေါ်ရဲဈေးလေးတစ်ဈေးရှိပါတယ်အဲ့မျိုးမဈေးကိုတီချေတို့မျိုးမဈေးကတော့ညောင်နှုံးမျိုးရဲ့မြောက်ဖက်ပိုင်းမှာပန်းလိုက်မြကန်းအနီးမှာရှိပါတယ်နော်မတ်တိုင်မြစ်ကိုအသုံးပြုပြီးတော့တဲ့ညောင်တုံးမြို့အနီးဝန်းကျင်ဒေသတွေမှာကတော့ထွက်ကုန်ပစ္စည်းတွေကိုမြို့မဆေးကိုတင်ပို့ရောင်းချကြပါတယ်တဲ့ ကဲတီချယ်တို့နောက်တစ်ခုလေးဆက်သွားကြည့်ပါမယ်။ညောင်တုံးမြို့အနီးမှာရှိတဲ့မြစ်တွေကတော့တဲ့မိုးရင်းအခါမှာနှစ်စဉ်ရေကြီးရေချမ်းရေရှမ်းလေးရှိပါတယ်။ဒါဆိုညောင်တုံးမြို့ကဘယ်လိုနေရာမျိုးလေးဖြစ်မလဲဆိုရင်တီချယ်တို့မြစ်တွေအများကြီးရှိတဲ့နေရာလေးပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီကျတော့မြစ်တွေအများကြီးရှိတဲ့ဖြစ်တဲ့အတွက်ကြောင့်နှစ်စဉ်မိုးရင်းအခါမှာတော့ရေကြီးရေချမ်းလေးတွေရှိပါတယ်။ဒါလည်းတအားသမီးတို့မှတ်ထားရပါမယ်နော်။ကဲနှွေးနဲ့ဆောင်းရည်တီမှာတော့မြစ်ရေညှော်နေသွားပြီတဲ့။ ညောင်တော်မြို့ရဲ့အနောက်ဘက်မှာရှိတဲ့မြေကမ်းဘေးနေရာမှာကတော့တဲ့ညီနုကျွန်းနေတောင်နေဖြစ်ပေါ်လာပါတယ်တဲ့ထိုညီနုကျွန်းနဲ့တောင်နေကတော့တဲ့ဗားလေးတွေစိုက်ပျိုးလို့ရလဲဆိုရင်ဟင်းသင်းဟင်းရွက်အမျိုးမျိုးကိုစိုက်ပျိုးလို့ရပါတယ် ကဲဒီချေတော့နောက်ထပ်လူသိများထင်ရှားတဲ့ညောင်တုံးမျိုးရဲ့တဏှာလေးကိုဆက်ပြီးတော့လေ့လာကြည့်ပါမယ်။ညောင်တုံးမျိုးရဲ့အနောက်မြောက်ဘက်မှာကတော့တဲ့ညောင်ချောင်းသာခေါ်ရန်ကင်းသာအပန်းဖြေရေကျိုးစိတ်ရှိပါတယ်တဲ့။အဲ့ဒီမှာဒီချေတော့ကနာမည်နှစ်ခုနဲ့ဖြစ်နေပါတယ်နော်။ဒါလည်းတော်တော်တမျိုးသတိထားရမှာပါ။ညောင်ချောင်းသာခေါ်ရန်ကင်းသာအပန်းဖြေရေကျိုးစိတ်ဖြစ်ပါတယ်နော်။ကဲဟုတ်ပြီဒီချေကအဲ့ဒီမှာဗာလေးတွေထပ်ရှိမလဲဆိုရင်ဈေးဆိုင်နေရှိမယ်တဲ့။အပန်းဖြေအနာယူသူတွေရှိမယ်။ အပန်းဖြေအနာယူသူတွေရှိရတဲ့အတွက်ကြောင့်အဲ့ဒီနေရာလေးတဝိုက်ကစီကားတဲ့နေရာလေးပဲဖြစ်ပါတယ်။မိုးရင်းကာလမှာကတော့တဲ့မြေကြီးတွေမြင့်တက်လာတဲ့အတွက်ကြောင့်အဲ့ဒီနေရာလေးကိုရေတွေဖုံးလွှမ်းသွားပါတယ်တဲ့။ ကဲနောက်တစ်ခုကတော့တီချယ်တို့မျိုးမှာမျိုးတစ်မျိုးမှာမရှိမဖြစ်နေရကတော့ဘယ်လိုနေရာလေးဖြစ်မလဲလမ်းမဆက်သွဲရေးတွေဖြစ်ပါတယ်လမ်းမဆက်သွဲရေးတွေမှာတီချယ်တို့ကြည့်လိုက်ရအောင်ကဲမိုးဟုတ်စီတီရဲ့အနောက်မြောက်ဘက်မှာတော့အဝေးပြေးကားဂိတ်ရှိပါတယ်တဲ့ထို့ကားဂိတ်ကနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးနဲ့အေရဗီတိုင်းဒေသကြီးအတွင်းရှိမြို့များရဲ့အလွယ်တကူသွားလာနိုင်ပါတယ်တဲ့ဒါဆိုရင်တီချယ်တို့အဲ့ဒီအဝေးပြေးကားဂိတ်ကဘယ်တိုင်းနဲ့ဘယ်တိုင်းဒေသကြီးကိုဆက်သွဲထားရလဲဆိုရင်ရန်ကုန်တိုင်းဒေသကြီးနဲ့အေရဗီတိုင်းဒေသကြီးအတွင်းရှိမြို့တွေကိုဆက်သွဲ ထားတဲ့ကားဂိတ်လေးပဲဖြစ်ပါတယ်။သားတို့သမီးတို့ဒီချေတို့ညောင်တုံးမျိုးအကြောင်းလေးကိုအသေးစိတ်ဆက်ပြီးတော့ဆက်ပြီးတော့လေ့လာကြည့်ပါမယ်။ကဲညောင်တုံးမျိုးလေးရဲ့အသေးစိတ်အကြောင်းအရာလေးကဘာလေးဖြစ်ပါမလဲ။ညောင်တုံးမျိုးကတော့တိချေပြောသွားသလိုပဲ ARV တိုင်းဒေတာကြီးအတွင်းမှာရှိတဲ့မြေဝကျုံပေါ်မျိုးတစ်မျိုးဖြစ်ပါတယ်တဲ့။ ARV မြင့်တဲ့ပန်းလှိုင်မြင့်ရှိပါတယ်။ မိုးများတဲ့ဒေသအဖြစ်တဲ့အတွက်ကြောင့်ရေကြီးရေရှမ်းမှုတွေလည်းရှိပါတယ်။နှွေနဲ့ဆောင်းရာသီကတော့မြေကြီးလျော့နေသွားတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ဒီချေတို့ no အနေအနှစ်တွေတင်ကြံခဲ့ပြီးတော့မြင်းနုကျုံလေးတွေတောင်လေးတွေဖြစ်ပေါ်လာတယ်။ဒီချေဒါဆိုရှိမှပြောသွားတယ်မြင်းနုကျုံတွေတောင်လေးပေါ်မှာဘာတွေစိုက်ပျိုးကြတလဲ။ဟင်းသင်းဟင်းရွက်တွေစိုက်ပျိုးကြပါတယ်နော်။ဒီအချက်ကလေးကိုလည်းမှတ်ထားပေးပါ။ကဲဒီချေတို့ဆက်ပြီးတော့လေ့လာကြည့်ပါမယ်။ အဲ့ဒီစိုက်ပျိုးရေးအဲ့ဒီတောင်နေမြင်မှုကျုံနေမှာဘာကြောင့်စိုက်ပျိုးစိုက်ပျိုးကြရလဲလို့တအားတော်မျိုးထင်ပါတလေအော်မြေဩဇာရဲ့အလွန်ကောင်းလို့အဲ့ဒီတောင်နေမြင်မှုကျုံနေမှာစိုက်ပျိုးတာဖြစ်ပါတယ်ကဲဟုတ်ပါပြီတီချယ်တို့ဘယ်မြစ်ကိုအသုံးပြုလဲညောင်တုံးမြို့မှာဆိုရင်မြင်းနှံမြစ်ရှိပါတယ်ဘယ်မြစ်ကိုအဓိကထားပြီးအသုံးပြုလဲဆိုရင်ပန်းလှိုင်မြစ်ကိုအဓိကထားပြီးတော့အသုံးပြုပါတယ်ပန်းလိုက်မြစ်ကိုဗားရီအတွက်အဓိကထားပြီးအသုံးပြုလဲဆိုလို့ရှိရင်ဒီကျဲတို့စိုက်ပျိုးရေးနဲ့တုံးရည်အတွက်အသုံးပြုတယ် လမ်းပန်းဆက်သွယ်ရေးအတွက်အသုံးပြုပါတယ်။ရေလမ်းခရီးတို့လည်းအသုံးပြုပါတယ်။ဒါဆိုရင်ဒီချေတို့ဆက်ပြီးတော့လေ့လာမယ်ဆိုရင်ညောင်တုံးမြို့လေးမှာနေထိုင်တဲ့လူဦးရေဘလောက်ရှိလဲဆိုတာဆက်ပြီးလေ့လာကြည့်ပါမယ်။ညောင်တုံးမြို့မှာနေထိုင်တဲ့ဦးရေကတော့အိမ်ထောင်စုပေါင်း9000ကျော်ရှိတယ်။နေထိုင်သူဦးရေကတော့2000ကျော်ရှိပါတယ်။ နေထိုင်တဲ့လူမျိုးတွေကရောဘာလူမျိုးတွေလဲပြီးတော့ဘယ်ဘာသာကိုကိုးကွယ်ကြတယ်လို့တောက်တဲ့မျိုးထင်ပါတယ်ဒီ channel နဲ့အတူတူဆက်ပြီးတော့လေ့လာကြည့်ပါမယ်နေထိုင်တဲ့လူမျိုးတွေကတော့ဗမာလူမျိုး၊ကရင်လူမျိုးနဲ့အခြားလူမျိုးတွေနေထိုင်ကြပါတယ်ကဲဒီ channel တို့ဘဲပါတာကိုကိုးကွယ်ကြတယ်ဆိုရင်တော့ဒီချေတို့ဘဲပါတာကိုကိုးကွယ်တယ်ဆိုလို့ရှိရင်ဒီချေတို့အဗုဒ္ဓဘာသာနဲ့အခြားဘာသာတွေကိုကိုးကွယ်ကြပါတယ်ဒီချေတို့ပန်းလိုက်မြေကန်းကြီးတစ်ချောက်ကတဲ့ဒီချေတို့ မျိုးရဲ့အချက်ကြာကြတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်အခြားနေရာတွေထက်ကိုလူပိုများပါတယ်တဲ့ကဲညောင်ထုံးမြို့မှာဆိုရင်ဒီချေတို့အများကြီးရှိတယ်เนาะဖရားစေဒီတွေနဲ့ဘာသာရေးဆိုင်ရာအဆောင်တွေအများပြားတဲ့ရှိပါတယ်ကျန်ညောင်တုံးမြို့အနီးမှာတော့တဲ့မြစ်တွေနဲ့ငါးမွေးမြူရေကန်တွေရှိတဲ့အတွက်ငါးပစွန်မွေးမြူရေလုပ်ငန်းငက်ပီးငက်ချောက်လုပ်ငန်းတွေကိုလုပ်ကင်ကြပါတယ်။ဒါမြစ်တွေရှိတဲ့အတွက်ကြောင့်တချို့လုပ်လုပ်ကင်တဲ့လုပ်ငန်းလေးပဲဖြစ်ပါတယ်။မြစ်တွေရှိတဲ့အတွက်ဘာလုပ်ငန်းတွေလုပ်ကင်မလဲ ငါးမွေးမြူရေးကံနေရှိမယ်ဆိုရဲဖြစ်တဲ့အတွက်ကြောင့်ငါးပဇွန်မွေးမြူရေးလုပ်ငန်းငပီးငါးချောက်လုပ်ငန်းတွေကိုလုပ်ကင်ကြပါတယ်။ငါးကံရဲ့အနီးတစ်ဝိုက်မှာတော့တဲ့ငပြောပင်တွေကိုတွေ့ရပါတယ်တဲ့။ညောင်တုံးမျိုးကတဲ့ထင်ရှားတဲ့လုပ်ငန်းလေးကတော့ငပြောကျော်လုပ်ငန်းပဲဖြစ်ပါတယ်တဲ့။ငပြောကျော်လုပ်ငန်းကြီးပဲလားဆိုတော့လည်းမဟုတ်ပါဘူး။တခြားလုပ်ငန်းတွေလည်းလုပ်ကင်ပါသေးတယ်။တခြားလုပ်ငန်းတွေဘာတွေလုပ်ကြလဲဒီ channel တို့ဆက်ပြီးလေ့လာကြည့်ပါမယ်။ပဲကြော်လုပ်ငန်း၊ကြိုးကျစ်လုပ်ငန်း အုပ်သေးကြောက်ရောင်းဝယ်ရေးလုပ်ငန်းသစ်ဝါရောင်းဝယ်ရေးလုပ်ငန်းစံဆက်လုပ်ငန်းသစ်ဆက်လုပ်ငန်းပွဲရုံလုပ်ငန်းစတဲ့လုပ်ငန်းတွေကိုလုပ်ကင်ကြတယ် မြို့ပတ်ဝန်းကျင်မှာရှိတဲ့လေကွင်းတွေမှာတော့စပားတွေကိုလည်းအဓိကစိုက်ပျိုးကြပါတယ်တဲ့ဟင်းသီးဟင်းရွက်စိုက်ခင်းတွေမှာတော့ယာတီသီးနှံတွေအပြင်ကိုဒီချေတို့ယာတီသီးနှံတွေကိုစိုက်ပျိုးကြပြီးတော့ရန်ကုန်မြို့ကိုနေချင်းအရောက်တင်ပို့ကြပါတယ်တဲ့ဒီချေတို့ဒီမှာကားလမ်းမကြီးကတော့ဘာကားလမ်းမကြီးရှိမလဲရန်ကုန်ပသိမ်အဝေးပြေးကားလမ်းမကြီးရှိတဲ့အတွက်ကိုတဲ့ရန်ကုန်တိုင်းဒေသကြီးနဲ့အေရယူတိုင်းဒေသကြီးတွေရှိမှာရှိတဲ့မြို့တွေကိုအလဲတကူသွားလာနိုင်ပါတယ်တဲ့ ။ညောင်လုံးမျိုးအနီးမှာတော့တဲ့အနေနဲ့အရရက်ကလူတွေလာရောက်အပန်းဖြေကြတဲ့ညောင်ချောင်းသာရန်ကင်းသာအပန်းဖြေရေချိုးစိတ်ရှိပါတယ်တဲ့ဒီချေရှိမှပြောထားပြီးသားပါတာလို့သမီးတို့ကိုညောင်လုံးမျိုးရဲ့အထင်ကရနေရာတွေတခုထဲမှာပါဝင်တဲ့ညောင်ချောင်းသာရန်ကင်းသာအပန်းဖြေရေချိုးစိတ်လေးဖြစ်ပါတယ်။အပန်းဖြေရေကျိုးစိတ်ရှိတဲ့အတွက်ကြောင့်နဲ့ဒေသတွင်းနဲ့ဒေသဝန်းကျင်ရှိလူတွေကိုအလောက်ကန်ရရှိစေပါတယ်တဲ့။ သားတို့သမီးတို့တီချင်တဲ့အတူတူညောင်တုံးမျိုးအကြောင်းလေးကိုအသေးစိတ်လေးဆက်ပြီးတော့လေ့လာပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်သားတို့သမီးတို့အခါအခွင့်အသင်းလို့ညောင်တုံးမျိုးကိုသွားရောက်လည်ပတ်မယ်ဆိုရင်တော့ညောင်တုံးမျိုးရဲ့ဘယ်နေရာလေးတွေကိုသွားအရင်သွားရင်ကောင်းမလဲဘယ်နေရာလေးတွေကတော့လူသိများထင်ရှားနေရာလေးဖြစ်တယ်လဲဆိုတာကိုသားတို့သမီးတို့သိရှိသွားပြီးတော့ဒီချေယုံကြည်ပါတယ်